မှာလူငယ်လည်းဘာဖြစ်ချင်ရလဲမသိဘလို့တွေးမှုတွေသူတို့အုံတော်တွေမှာထည့်ပေးချလဲမသိတခါလာလို့ရှင်လည်းအကြံဖတ်လူရတာနဲ့တခါလာလို့ရှင်မွေးစီဝါသုံးဖက်လို့လူစိတ်တွေပျောက်သွားတာနဲ့အခုလည်းကြည့်အော်တိုဝါလာ29ရဲ့နေ့ကစက်နိုင်ကမှာထိုင်းနိုင်ငံမဲဆောက်ခရင်မှာရှိတဲ့အိနာဟောင်းတစ်ခုမှာလေဘင်းလိဖြတ်ထားတဲ့ဒဏ်ရာနဲ့ကော်မတီကပြေးထွက်လာတဲ့အချိန်မှာထိုင်းလူမျိုးအဲ့ဒီနီးနားမှာရှိတဲ့ထိုင်းလူမျိုးတွေသိရှိသွားပြီးတော့ဒီကော်မတီကိုတွားရောက်ကူညီပေးတာပေါ့ သူရဲ့အကူအညီနဲ့ပဲဒါမဲဆောက်ဆေးရုံမှာအသက်ရှင်လဲအင်တာရက်နဲ့ပြည့်ထွက်လာပြီမဲဆောက်ဆေးရုံမှာအသက်နဲ့ဆိုးရိမ်နေတာနဲ့အသက်လူနေရတယ်ပေါ့ကျူးလူဝါနဲ့ကောင်းလေးရလဲအသက်18 19 20ဒီပေါဝန်းကျင်မှာရှိရုံမှာအသက်အတိကျတော့မသိသေးဘူးအဲ့ဒီကောင်းလေးခုချင်းကြီးအစိုးရဖွဲ့ရလည်းမသိသေးဘူးဒီကောင်းလေးဖမ်းဆီးဖို့အတွက်ထိုင်းမြန်မာနယ်စပ်မှာရှိရကျွန်တော်ကိတ်ဒီမှာလဲတကြမမှန်နဲ့စစ်ဆေးနေရဖြစ်လဲရှင်လူငယ်ရေးကြီးပဲဒီလူငယ်လေးကဘာတိစီတွေပြောင်းလာလဲဒီလိုအကြဖတ်တဲ့စိတ်ဓာတ်တွေပဲသူတို့ရဲ့အုံတော်ထင်မှာရောက်နေပြီလားဖုံလွှမ်းနေပြီလား ဒါမှမဟုတ်ငွေစေးဝယ်သုံးခွဲပြီးတော့အသိစိတ်တွေကပြောင်းဝင်ကြပြီလားမကောင်းတဲ့ຢာဆိုရင်အတူပေါ့အရန်တက်ကြတာကောင်းတဲ့ຢာဆိုအတူမခိုးကြအောင်ကိုထင်ရကိုလုံးလူကြီးကပြောပြန်လို့ရှင်လေလူကြီးဆိုတဲ့စကားကိုပဲအမြဲနားထောင်နေရမှာဆိုတဲ့စကားအပြန်လို့သေးတယ်တော်တော်ရိုင်းဆိုင်နေကောင်းနေကျွန်တော်မြန်မာရဲ့အနေနဲ့လည်းအခုလိုမျိုးစိတ်ဓာတ်တွေမမွေးဘူးကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့ညီကိုမတို့မှရတယ်ကုလိုစိတ်ဓာတ်တွေမမွေးဘူးအမြဲတုံ့ပြန်ဆုံးမပြီးပါကိုရဗုဒ္ဓဘာသာလူမျိုးဖြစ်တဲ့အတွက်အခုလိုစိတ်ရိုင်းနေဖို့နဲ့ဆိုတော့ဗုဒ္ဓဘာသာလူမျိုးတွေနဲ့လားဘလို့မှမအပ်ဆက်ဘူးဟုတ်ကဲ့ဒီသိန်းမျိုးတို့ကနှောက်ပေးတာဖြစ်ပါတယ်ကျေးဇူးများတင်ပါခင်ဗျာ